စကိုင်းကနေနေပြည်တော်အထိလမ်းလျှောက်ဆန္ဒပြနေကြတဲ့လုံသမားတွေရဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်မှုအတွက်ခွန်သမားရီကောင်စီကခေါ်ယူခဲ့ပေမဲ့အလုံသမားကိုယ်စားလှယ်လွှဲစာမပြည့်စုံလို့နောက်တရင်ထပ်မံချိန်းဆိုခဲ့ပါတယ်ဟိန်းကိုသတင်းပေးပို့ထားပါတယ်ခင်ဗျာစကိုင်းကနေနေပြည်တော်အထိလမ်းလျှောက်ဆန္ဒပြနေကြတဲ့လုံသမားတွေရဲ့တောင်းဆိုချက်တွေကိုညှိနှိုင်းဖြန့်ပြေးပေးနိုင်မှုအတွက်ခွန်သမားရီကောင်စီက အလောသမားကိုယ်စားလှယ်ကိုမေလ2ရက်နေ့မှာခေါ်ယူတွေ့ဆုံခဲ့တာပါဒီလိုခေါ်ယူတွေ့ဆုံရမှာအလောသမားကိုယ်စားလှယ်ဖြစ်တာဝန်လွှဲအပ်ထားသူကနောက်ထပ်ကိုယ်စားလှယ်2ဦးထပ်မံလွှဲအပ်ဆေးလုခဲ့တာကြောင့်အလောသမားတွေအားလုံးကိုကိုစားပြုကြောင်းတပ်တွေတင်ပြနိုင်ဖို့အတွက်နောက်တစ်နေ့ကိုထပ်မံချင်းစုခဲ့တယ်လို့ခေါ်သမားကြီးကောင်စီအလောသမားကြီးကိုယ်စားလှယ်ကပြောပါတယ်အဲအလုတ်ရှင်ဘက်ကိုစစ်ပြီးပြီးအလောသမားတွေကိုစစ်ဆေးမှုဒီနေ့ချင်းစုထားတာအဲကြတော့မူလခေါ်သမားကြီးကောင်စီကိုရှောက်ထားလာမှာကဒီဥချစ်ကိုနဲ့ဥခိုင်မင်းတို့ကသူကရှောက်ထားတာအဲရှောက်ထားတဲ့ကြတာဒီနေ့လာတာကအဲ အဲ့အဲ့နှစ်ယောက်လုံးကာယကံညာနှစ်ယောက်လုံးမလာဘူးကိုနှစ်အဲကိုနှစ်ယောက်နဲ့ကိုဝင်မဲဦးလာတယ်အဲ့ကျတော့သူတို့ကိုလွှဲစားတော့ဘယ်သူကလွှဲတာဆိုတော့ကိုခိုင်မဲကလွှဲထားတယ်အဲ့ကျကိုခိုင်မဲက128ဦးကလွှဲထားအဲလွှဲထားတဲ့လူကနောက်တော့လွှဲလို့မရတာအဲ့ကျတော့128ဦးကဒိုင်းလွှဲလို့ရတယ်အဲအဲ့ကျတော့မူလလွှဲထားတဲ့နှစ်ဦးပေါ့နော်ကိုစားပြုရှောက်ထားသူဦးခိုင်မဲနဲ့ အဲသူချစ်ကိုယ်တော့ကိုယ်တိုင်လာရင်ရတယ်ကျွန်တော်တို့ရဲ့လုပ်ပိုင်ခွင့်ရတတ်မှတ်ထားတဲ့အချိန်ကာလကလည်းမနက်မြန်ဆိုနောက်ဆုံးအဲ့ဒီပြောမှာဆိုစစ်စစ်ဆုံးပြရမှာပေါ့နော်အဆိုပါကိစ္စနဲ့ပတ်သက်လို့ဥခိုင်မင်းနဲ့ဦးချစ်ကိုယ်တော့နှစ်ဦးကကိုယ်တိုင်လာရောက်ရတယ်ကိုယ်စလဲလွှဲရထားလူသမားများရဲ့အမီအဖအမီလက်မမှောက်တဲ့နံပါတ်တို့ပြည်စုံတာဖြစ်စေကိုယ်စလဲလွှဲစာတင်ပြဖို့ကျွန်တော်တို့ကဒီနေ့မနက်ခင်အချိန်ကြီးပေါ့နော်လာဖို့အဲ့တော့သမားတွေရတောင်းဆိုချက်တွေရရှိဖို့အတွက်နဲ့တွစ်ဆုံညှိနှိုင်းမှုတွေအစဉ်ပြောင်းဆောင်ရွက်နေရတာကြောင့် လသမားတွေလှည့်ရထားတဲ့လသမားကိုယ်စားလှယ်ကမလာရောက်နိုင်တာလို့ဆိုပါတယ်။ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ဒါလူကမအဖွဲ့စည်းရမျိုးကျွန်တော်တို့နှစ်ဦးကိုကိုယ်စားလှယ်ဖြစ်ဆင်လို့လိုက်တယ်။ကိုယ်စားလှယ်ဖြစ်ဆင်လို့ရမှာကျွန်တော်တို့ဥက္ကရာရဲ့အဲဒီကကျွန်တော်တို့ဒီလူကမအဲ့ဒီရဲ့ခေါင်းဆောင်ဖြစ်ဥက္ကရာအခြေခံလူကမအဖွဲ့စည်းရဥက္ကရာဖြစ်ကိုခိုင်မင်းအပါဝင်အဲအစီတစိမ့်နဲ့လက်မထိုးပြီးတော့ကျွန်တော်တို့နှုတ်ကိုယ်စားလှယ်ဖြစ်ဆေးလွှတ်လိုက်ပါတယ်။လက်ရှိနေတဲ့မှာကျွန်တော်တို့ရဲ့တောင်းဆိုတဲ့တပည့်စစ်ကြောင်းကဟို ်ဟိုဘက်နဲ့ဒီဘက်နဲ့ကျွန်တော်တို့အလုပ်ကမကောင်းဆောင်လေးတောင်ဝတရားတွေခွဲဝေပြီးတော့လောရတဲ့အတွက်သူမလာနိုင်လို့နေခဲ့ရတာပေါ့ဒါကိုဒီခွန်သမားတရားရုံးရောက်တဲ့အခါမှာကောင်းစီတရားရုံးရောက်တဲ့အခါမှာတော့ကျွန်တော်တို့ရဲ့လွဲစားကအာဒီအလုပ်သမားကိုစားပြုမှုမရှိပါဘူးဥပဒေရဘောင်းဝင်ပါဘူးဆိုပြီးတော့ပယ်ချခြင်းခံရပါတယ်ပယ်ချခြင်းခံရပြီးတော့နောက်ရက်အတွက်ထပ်ပြီးတော့စဉ်းစားဖြစ်ပြန်ပြီးတော့ခေါ်လိုက်ပါတယ်မနေ့ပြန်ရမှုပြန်ချိန်ထားပါတယ်ခင်ဗျာစကိုင်းဆက်မှုတော်မှာရှိရဲ့မြန်မာပန္နာတစ်ခြေခံဆက်ရုံအလုပ်သမားတွေဟာ ဧပြီလ29ရက်နေ့မှာစကိုင်းမြို့ကနေနေပြည်တော်ကိုလမ်းလျှောက်ချီတက်ခဲ့ရမှာစကိုင်းမန္တလေးပလိမြင့်ငယ်မြို့ကိုဖြတ်ပြီးတပိတ်စစ်ကြောင်း9ရက်မြောက်နေ့ကြောက်စင်မြို့ကိုအရသမားတပိတ်စစ်ကြောင်းရောက်ရှိချိန်မှာအခုလိုလာရောက်စစ်ဆေးကြားနာမှုခံနေတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဟင်ကိုပါ